မင်္ဂလာပါဒီနေ့ခေတ်မှာလူတိုင်းကအောင်မြင်ကြကြတယ်ပျော်ရွှင်ကြကြတယ်ဒါပေမဲ့တကယ့်ကူအထီးမေရှိတဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွာအတွေ့အကြုံနဲ့ရင်ကျမှုကနေတင်ယူနိုင်တဲ့အဖို့ကံစီမင်းတွေရှိပါတယ်ကိုယ်ပိုင်ဘဝကိုပုံမကောင်းမွန်အောင်ပြောင်းလဲပေးနိုင်မယ်စိတ်ပိုင်းဆိုင်ရာခွန်အားတွေတိုးလာစေမယ်အတွေ့အကြုံနဲ့ရင်ကျမှုဤစီမင်း၆ချက်ကိုဒီဗီဒီယိုထဲမှာအတူတူလေ့လာကြည့်ရအောင် ်သင်ရဲ့ဘဝကိုနောက်တစ်ဆင့်တက်လှမ်းဖို့အတွက်ဒီစည်းမျဉ်းတွေကဘလောက်အရေးပါလဲဆိုတာကိုသိရှိသွားပါလိမ့်မယ်။အစံထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။စည်းမျဉ်းတစ်သိသူများကို မထိန်ချုပ်ပါနဲ့ကိုကိုကိုသာထိန်ချုပ်ပါ။တခြားသူတွေကိုထိန်ချုပ်ဖို့ကြိုးစားတာကခဏတာအားရှိစေတယ်လို့ခံစားရနိုင်ပါတယ်။ဒါပေမဲ့တကယ်စစ်မှန်တဲ့စွမ်းအားနဲ့ရင့်ကျက်မှုဆိုတာကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခံစားချက် ိုယ့်ရဲ့လောရက်တွေကိုထိန်ချုပ်နိုင်စွမ်းစီးခြင်းပဲဖြစ်ပါတယ်။သူတပားရဲ့ဝေဖန်မှုအကဲဖြတ်မှုတွေပေါ်မှာစိတ်ဓာတ်မကြပါနဲ့။ကိုယ်မှာရှိတဲ့စံနှုန်းတွေတန်ဖိုးတွေနဲ့သာမိမိကိုယ်ကိုတိုင်တာပါ။သူများပြောရထားကိုယ့်ရဲ့စံနှုန်းတွေကပိုအရေးကြီးပါတယ်။စီမီအနေမြောက်လင့်ချက်မထားဘဲအရာရာကိုကျေစုတယ်မှာ။တဆုံတယောက်စီကဖြစ်စီအခြေအနေတစ်ရက်စီကဖြစ်စီ ြီးမားတဲ့မျှော်လင့်ချက်တွေထားရှိခြင်းဟာစိတ်ပြည့်အားငယ်မှုကိုဖြစ်စေနိုင်ပါတယ်။ဘဝမှာတွေ့ကြုံရတဲ့အတ္တိအမှားကိစ္စလေးတွေကအစဂျေဇူးတင်ဆက်ထားတဲ့ခြင်းကစိတ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိစေပါတယ်။ရှိတာနဲ့ဂျေနဲ့တတ်တဲ့ရင်းချမ်းမှုကတင့်ကိုပိုမိုပျော်ရွှင်စေပါလိမ့်မယ်။စီမင်းတုံးအကောင်းဆုံးစူးစမ်းပြီး ဖြစ်စဉ်ကိုယုံကြည်ပါ။ပိုမိုစူးစမ်းလေလေပိုကံကောင်းလာလေလေဆိုတဲ့စကားအတိုင်းပါပဲ။ ကန်ဆိုတာအလုတ်လုတ်ချင်းကနေပေါက်ဖွာလာတာဖြစ်ပြီးအလုတ်က ကန်ကြမကို ပြောင်းလဲပြီးနိုင်ပါတယ်။ရလက်ကိုစိုးရင်ပူပန်းမနေပဲကိုဘကအကောင်းဆုံးကြိုးစားပါလှုပ်ဆောင်နေတဲ့ဖြစ်စဉ်တော့ process ကိုသာအာယုံစိုက်ပြီးယုံကြည်ချက်ရှိရှိရှေ့ဆက်သွားပါ။စီမင်းလီတုံ့ပြန်မှုကိုရှော့ချတတ်ပါစေ။သူတစ်ပါးရဲ့ပြောစကားလုတ်ရက်တွေအပေါ်ကိုချက်ချင်းတုံ့ပြန်လိုက်ခြင်းဟာတင့်ရဲ့ထိန်ချုပ်မှုကို ရော့နှဲစေပါ रे မိမိရဲ့တုံ့ပြန်မှုကို အချိန်ယူထိန်းချုပ်နိုင်စွမ်းရှိသွားပြီဆိုရင်တင့်ကို စိတ်ပိုင်ဆိုင်ရအရာလှည့်ဖြားခြင်းမျိုးထိခိုက်အောင် ပြုလုပ်ခြင်းမျိုးလုပ်နိုင်တော့မှာမဟုတ်ပါဘူးဒါဟာစစ်မှန်တဲ့စိတ်သက်ခွန်အားပဲဖြစ်ပါ रे စီမီငါးကိုဆက်သွားမယ်နော်လူတိုင်းကိုအရာရာတိုင်းမပြောပါနဲ့ကိုရေးကိုတာကိစ္စတွေရီမန်းချက် တွေအားလုံးကို လူတိုင်းကိုဖွင့်ပြောနေဘူးမလို့အပ်ပါဘူး။ဘာကြောင့်လဲဆိုတော့ လူအများစုကတင့်အချမ်းကိုတကယ်ဂယုမဆိုင်ကြပါဘူး။ပိုဆိုးတာကအချို့သူတွေကတင့်ကိုအောင်မြင်စေခြင်းတည်းစိတ်မရှိပဲတိတ်သက်စိတ်ချရှုံးစေခြင်းနေသူတွေဖြစ်နေပါတယ်။ကိုယ့်ရဲ့စွမ်းအားတွေကို မြုပ်တက်ထားပါ။စီမင်း၆ကိုဆက်သွားမယ်နော်။မိတ်ဆွေတငယ်ချင်းများကိုပညာရှိစွာရွေးချယ်ပါ။တင်ပတ်ဝင်းချင်းကလူတွေဟာတင်းရဲ့ဘဝကိုအကြီးအမားလွှမ်းမိုးနိုင်ပါတယ်။ကိုနဲ့အတူရှိနေတဲ့မိတ်ဆွေတငယ်ချင်းတွေပတ်ဝင်းချင်းကို တတိထားရွေးချယ်ပါ ပိုမိုကောင်းမွန်လာဖို့အတွက်အမြန်ဆုံးနီးလန်းကတော့ပိုကောင်းတဲ့ပိုအရေးအချင်းရှိတဲ့လူတွေနဲ့ပတ်ဝန်းကျင်ကိုဖန်တီးတည်ဆောက်ခြင်းပဲဖြစ်ပါတယ်ဒီဆိုရင်ဒီစီမင်း၆ချက်ကတင့်ရဲ့အတွေ့အကြုံနဲ့ရင်ကျက်မှုကိုမြင့်တင်ပေးမဲ့လမ်းပါကြွယ်တွေပဲဖြစ်ပါတယ်သူများကိုထိန်းချုပ်တန်းကိုကိုကိုထိန်းချုပ်ပါ မျှော်လင့်ချက်တွေအစားကျေးဇူးတင်စိတ်ထားပါစူးစမ်းပြီးလုပ်ငန်းစဉ်ကိုယုံကြည်ပါ တုံးပြန်မှုကိုရော့ချပါကိုကြီးကိုသားကိစ္စတွေကို ထိမ့်သိမ့်ပါပြီးတော့မှန်ကန်တဲ့မိတ်ဆွေကိုရွေးချယ်ပါတီစီမြင့်တွေကိုတင်းရနေစဉ်ကဝမှာအသုံးပြုခြင်းအားဖြင့်အတိပယ်ရှိတဲ့ဘဝကိုတည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကနေတခုခုရရှိသွားရင် like လုပ်ပြီးတင်းရတငယ်ချင်းတွေကိုလည်းမျှဝေပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘဝအတွက်အကျိုးရှိမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားဖို့လည်း ဖိတ်ခေါ်ပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်